အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စက်တာဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်အော်တိုဘားလ23ရက်စေတရင်ကောင်းတော့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ချက်ပြည်နယ်မြောက်ပိုင်းမှာတော့အကြပ်တက်ဟာတီဘောကနေတစ်ဆင့်နံမတူကိုဆက်ပြီးခြေစစ်ဆင်နေတာကိုတွေ့ရပါတယ်စစ်တပ်ရဲ့ထိုးစစ်ဟာချက်ပြည်နယ်မြောက်ပိုင်းရဲ့အတွင်းပိုင်းကိုဝင်လာနေတာလို့ဆိုရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဇလန်းက အခုမှစတာလို့ဆိုရပါလိမ့်မယ်။နာမတူရဲ့နော်မောစစ်တပ်ရဲ့ခြေစစ်ဟာရှိနေအောင်မလား။စစ်တပ်ဟာလက်ဖက်ဆိုင်ခင်တောင်တန်းတွေပေါ်အထီတာတက်ဖို့အစီမံတကယ်ရှိရုံမှန်ခဲ့ပါလိမ့်။ဒါနဲ့ကောလာဟလာတခုရှိနေပါတယ်။ MSRUM ဆိုတာတကယ်တော့ကိုကန့်ပြည်သူစစ်တပ်ဖွဲ့ကိုပေါ်တွင်ချင်းဖြစ်ပါတယ်။ မူလကလေးကရှိပြီးသားအဖွဲ့စည်းလို့သိရှိရပါတယ်လက်ရှိနေသားမှာတော့ဂျမ်ဘက်တဟာနတ်ဆန်ဆောင်တစ်ဖက်ကမူရာထိတက်ပြတ်နေရာယူထားလိုက်တာကိုတွေ့ရပါတယ်စစ်ကြောင်းတို့တီဘောကနေနမတူဘက်ကိုဆက်ပြီးထွက်လာနေတယ်ဖြစ်ပါတယ်မိုးဒေတာလင်းဝင်ချင်းကြီးရောက်လာပြီးတရားကိုကြော်ပြီးဆိုရင်တော့စစ်တပ်ဟာဒုထဝရီမြစ်ကိုလော်ကကျုံဝင်သွားတဲ့ခြေစစ်ရဲ့အဆလို့ဆိုရမှာဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကစစ်တိုင်းမှုအစ်စ်နဲ့မနေနဲ့ဝဲစားတဝေးတိုင်ရမ်းဘက်ကိုမော်တော်ယာဉ်တန်း၂၉စီးနဲ့ရောက်လာခဲ့တာရှိပါတယ်။ဘာကိစ္စလဲ။ဘာအကြောင်းအရာလဲဆိုတာတော့မသိရှိရသေးပါဘူး။တရုတ်ပြည်ဘက်မှာတော့ TNL နဲ့အကြမ်းဖက်တပ်တို့ကုမင်းမှာ စကားပြောနေခဲ့ကြပြီဖြစ်ပါတယ်။ယခုတစ်ချိန်မှာတော့ TNL တို့ဘက်ကအကြီးဆုံးခေါင်းပေါင်းဥဆောင်တယ်လို့ခံမှန်းရပြီးအကြမ်းဖက်တပ်ဘက်ကတော့ စစ်စေးထုတ်ဖွဲ့မှုဘယ်သူ့ကိုလွတ်လိမ့်မလဲစုံစမ်းနေသေးတာဖြစ်ပါတယ်ဒီကြိမ်ပြည်သူမှုဟာအတင်းမာဆုံးဖြစ်နေနိုင်ပြီးအပြင်းထန်ဆုံးမြေပြင်တိုက်ပွဲတွေဖြစ်လိမ့်မလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ကုမင်းမှာတွေ့ဆုံဝင်နီလာလေးလေးဆမ်းမီနယ်မြောက်ပိုင်းတီအန်အယ်ထိန်းချုပ်ထားတဲ့မြို့နယ်တွေနဲ့မိုးကုတ်မြို့ကိုနေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်လာခဲ့ပါတယ် ဘိုးသပိတ်ချင်းမရယာမျိုးနယ်တွေကရပ်ဘတ်ပြည်မှတ်တွေကိုကြီးရွေးချယ်ပစ်ခတ်နေတာကလည်းဖိအားတစ်ခုအဖြစ်တက်ရောက်စေနိုင်ပါတယ်။ရှားပြည်နယ်မြောက်ပိုင်းအပါအဝင်ယခုထိုးစစ်ဆင်လာတဲ့နေရာတွေမှာအကြမ်းဖက်တပ်ဟာ drone နဲ့စစ်ဆေးမပြတ်ကင်းထောက်မှုပြုလုပ်လာခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်မလိုအပ်ပဲတက်စုတာမျိုးမလုပ်မိကြဘူးလိုအပ်ပါတယ် သို့သောတိုင်းစစ်ဆင်ရမှာတော့စုရစီရစတဲ့အခြေခံသဘောတရားတွေနဲ့များစွာကင်းကွာသွားတဲ့ဘက်ကတော့အရေးနိုင်ရသမျှတာဖြစ်ပါတယ်။တပည့်ရင်းစစ်မြန်နာဇေယကွင်းကိုလေကြောင်းတက်ခဲ့မှုပြုလုပ်ခဲ့လို့တနစ်သားရွယ်အပါဝင်ဇေဒကန်၅ဦးတည်ဆုံးခဲ့ရပါတယ်။ဒရုန်းနဲ့ဘုံချတက်ခဲ့ခဲ့တာဖြစ်ပြီးနောက်ဆုံးရင်ဆိုင်လာရတဲ့အနေအထားကအကြမ်းဖက်တိုက်ရဲ့ဒရုန်းကိုအောက်ကနေအဖြောင်းပြစ်လက်နဲ့ပြစ်ချနိုင်တဲ့နည်းပြူဟာပဲရှိတော့တာကိုတွေ့ရပါတယ်။ စစ်တပ်ရဲ့ drone တွေဟာဂျာမာတော်တော်များများကိုကြော်ဖြတ်နိုင်လာတာကိုတွေ့ရပါဖော်ရလန်းလိုမှာဂျမတ်တဟာခြေကုပ်ယူထားပြီးဖြစ်ပါလိမ့်မယ်။ကြောင်လဲဘင်းတဝိုက်မှာလဲကာဝေးအတက်တွေရှိနေပါလိမ့်မယ်။ပိုးဇာနာဒီစစ်တပ်ရဲ့စစ်ကြောင်းငယ်တချို့ရှိနေပြီမယ်ဆက်မတက်ဖဲရပ်တန့်သွားပါလေ။နှစ်ဖက်စလုံးကတော့သူတိုက်ကိုတိုက်ဘသူစတိုက်မလဲ လာတိုက်မလဲစောင့်နေကြတာဖြစ်ပါလိမ့်မယ်ကွာဖော်ဝေးတခါတရံကြတော့လဲအပြေရှိနေနေမိသားလိုမျိုးဖြစ်နေတယ်တိုက်ပွဲတွေကိုသုံးတိုက်ရတာလဲတမျိုးကြီးခံစားရပါဂျမန်နဲ့မနဲ့အစောပိုင်းမှာတော့ခေါ်ဝိတ်စိတ်ကန်းကနေထွက်လာတဲ့စစ်ရည်ရင်တအုပ်ဟာအင်အားပြည့်ရိတ်ခါခဲရန်အပြည့်စုံနဲ့ AR ပြည်ကြောင်းတိုင်းမရီယာနောက်ဘက်ခြမ်းကိုဖျက်ပြီးတက်လာတာရှိခဲ့ပါတယ် ပြည့်ရတဲ့ရပိုင်းမှာတော့နှစ်ထိုးကြီးမျိုးနယ်တွေကိုဆက်တက်လေဒီ၃စီးနဲ့အုပ်ဖွဲ့ပြီးဘုံချတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။စဲတဲ့ကြီးကပေါ့အဆိုပါလေရောင်းတိုက်ခိုက်မှုကြောင့်အသက်90ကျော်အရွယ်အမျိုးသမီးတဦးပါဝင်ဒေသခံ၄ဦးသေဆုံးခဲ့ရပါတယ်။မြင်းညာမျိုးရဲ့တခုတည်းသောနယ်မြေကတက်ဖြစ်တဲ့အမတ်ဆက်ကချင်းမြန်တိုင်းမှာဆက်တက်လေဒီ၃စီး ရောက်ရှိလာတာရှိတယ်လို့နထိုးကြီးနဲ့မြင်းညာမြို့နယ်နှစ်ခုအစားကြားမှာလဲမြေပြင်စစ်ကြောင်းတွေခြံခွဲလှုပ်ရှားမှုတွေဇက်တိုက်ခက်စိတ်စိတ်ရှိလာနေပါတယ်ဘကိုးတိုင်းရှင်ညာစစ်တောင်းမြေဝန်တဝိုက်ကတော့ကာဝေးအင်အားစုတွေရဲ့အောင်မြေလို့ဆိုရမှာဖြစ်ပါတယ် မုံမြောက်ပါဝင်နေပြည်တော်တိုင်ရဲနာနာချုပ်တွေကိုစီးနှင်းတိုက်ခိုက်ထိ ंछ ုံနိုင်ခဲ့တဲ့မှတ်တမ်းတွေရှိခဲ့တယ်လို့ကြုံဝင်လာတဲ့စစ်ကြောင်းမှန်သမျှကိုပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်ဖြည့်ဆည်းနိုင်ရလို့ပဲဖြစ်ပါတယ်။ခြေရာခြေမြို့နယ်ရွာသိပ်ကြီးရွာနီးအင်အား60ဝန်းကျင်အထိုင်ချထားတဲ့ခြေကုန်းစကားတခုကိုကာကွယ်ရေးအင်အားစုတွေစီးနှင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်တမ်းမြေအရှိဘက်ကမှဖြစ်ခဲ့တဲ့အဆိုပါတိုက်ပွဲဖြစ်စဉ်မှာဒုတိယဗိုလ်မှူးကြီးတဦးအပါအဝင်မက်ဆီ15ယောက်ကက်ခဲ့ပြီး2ယောက်လက်ရဖမ်းဆီးနိုင်ခဲ့တာကြံဝဲသားတွေအားလုံးကစင်ကလျာစုပ်ခွာထွက်ပြေးသွားကြတဲ့အတွက်ဝင်းကျင်တစ်ခုလုံးထိတ်ကျုပ်ထားနိုင်လိုက်ပြီဖြစ်ပါတယ်စစ်ကြောမှုပြည်သူဟာလေကြောင်းရံကာဝေးတပ်ကဖြစ်ပြီးတပ်ကတော့စုပေါင်းဆက်ပေါင်းထုံထုံတပ်ဖွဲ့ဖြစ်ပါလိမ့်မယ် လက်နဲ့မျိုးစုံ9လက်နဲ့အကြည့်မျိုးစုံ1000ကျော်သိမ်းဆည်းရမိခဲ့ပါတယ်စစ်ကြောဆင်ထိုင်းတဲ့စခန်းမှာ အကူပြစ်လက်နဲ့ဟာအမင်းနိုင်60မမကိုမန်တို့စိန်ကြောင်းတစ်လက်သာတွေးရှိရတယ်ဆိုပေမဲ့သေးရရမိတဲ့ဘုံးကြီးတွေရ60မမတာဝေးစေပြောင်း MA7 ဟိုတော့ဆုတ်ခွာသွားတဲ့အဖွဲကြီးထမ်းပြီးမသွားတယ်လို့ကောက်ချက်ချလို့ရပါတယ် ဘာလို့လဲဆိုတော့60မှာမှဘုံကြီးတွေမှာရန်ထုတ်6ထုတ်စီးနောင်ထားတာတွေ့ရလို့ဖြစ်ပါတယ်။ကာကွယ်ရေးပစ္စည်းဆက်ရုံတွေကထုတ်လို့တည်းများတော့60မှာမှဘုံကြီးမှလည်းအားလုံးမှာရန်ထုတ်6ထုတ်ရန်အား6ထိပါရှိတာဆိုပေမဲ့ဆက်လက်တဲ့ပစ္စည်းတက်တွေမှာအစားထုတ်ပြန်လည်ထုတ်ယူရတဲ့အခါမှာတော့ for am9 ဆိုတာကရန်ထုတ်အမှတ်တက်မှာပါကြံရန်ထုတ်9ထုတ်ကိုဖြုတ်ယူထားလိုက်တာဖြစ်ပါတယ်။ ကျုံတော့ပြောရမယ်ဆိုရင်အမြောက်စိန်မြောင်းဆိုတာတိကျလက်နဲ့မဟုတ်ပေမဲ့ area လက်နဲ့အဖြစ်တော့ယနေ့ခေတ်အထိအသုံးဝင်နေသေးတာဖြစ်ပါတယ်။ပြည်ကူပေးဌာနအဖြစ်ပြစ်ခတ်မှုလေ့ကျင့်ရမှာဖြစ်စေပြည်ကူပေးဌာနအဖြစ်ဖြစ်စေပြစ်ခတ်မှုလေ့ကျင့်ရမှာဖြစ်စေစိန်မြောင်းနဲ့အမြောက်များသည်တွင်တွင်ပြစ်ခတ်နိုင်မှာကထိရောက်မှုအားကောင်းပါတယ်။ simulator လို့ခေါ်တဲ့လေပြာသုံးစိန်မြောင်းတွေနဲ့စမ်းသပ်လေ့ကျင့်ပြစ်ခတ်မှုတို့များသိပါလိမ့်မယ်။ ကြောင်းမူပြစ်ခတ်ခြင်းနဲ့အထိုင်ချပြစ်ခတ်ခြင်းလို့ရှိပါတယ်။ဒီလိုပြစ်ခတ်နေစမှာလွဲတယ်မထီဘူးဆိုပြီးပော့ရော့နေလို့မရပါဘူး။ဒါဟာပြစ်ရှာရှာနေခြင်းဖြစ်ပါတယ်။ဒါကတကယ်အမြောက်စကမ်းကြီးတွေနဲ့ရင်ဆိုင်ရခြင်းကိုဆိုလိုချင်တာဖြစ်ပါတယ်။ကျွန်တော်တို့လိုခြေလေးခြေမြန်ဝဲစားစစ်ကြောင်းတွေကတော့အရင်ကြီးထက်တွေ့စရာမလိုပါဘူး။ ရှင်းမှာပြောခဲ့တဲ့ရန်တို့တွေဟာဂန္ဓာလို့ခေါ်တဲ့စိမ်းမြောင်းတယောစိမ်းမြောင်းအမှတ်တဲ့ပေါ့ဆေးပြစာဆောင်မှာတော့စိမ်းမြောင်းတယောလို့သုံးပါတယ်စိမ်းမြောင်းတသမားကရန်တို့အားလုံးကိုဖြုတ်ပြီးသိမ်းထားတာဖြစ်ပါတယ်စိမ်းမြောင်းကိုမီတာတစ်ထောင်နဲ့အထက်ကိုလက်တန်းပြစ်နေပြီဆိုရင်တော့သတိထားရတော့မှာဖြစ်ပါတယ်ရေလက်ကြ900ရကုန်းမော်ကြဖင်းရငါမျိုးတယောက်မှမပါဘူးဆိုတဲ့ငတိတွေထင်ရမြင်ရဖြစ်တာဖြစ်ပါလိမ့်မယ် စိန်ပြောင်းဆိုတဲ့လက်နယ်မျိုးသားဟာမြေပုံမြေပြင်တွက်ချက်ပြစ်ခတ်ရတာဖြစ်ပြီးအကဲကြီးအဖွဲကနေချီကြကိုမျက်မြင်ကြည့်ရှုပြီးပြင်ဆင်ပြစ်ခတ်ရတဲ့လက်နယ်မျိုးသားဖြစ်ပါတယ်။ပြည်ကြလက်နယ်မဟုတ်ဘူးဖြစ်ပါတယ်။ဇလိခင်မှာတော့ဒရုန်းစီပြည်ကြလက်နယ်တဖွဲအတုံးချလာနိုင်တဲ့အတွက်အမြောက်စိန်ပြောင်းနေဟာအရေးမပါတော့တရားရှိပါတယ်။ဒါပေမဲ့လက်တွေ့တိုက်ပွဲတွေမှာတော့ပြစ်ခတ်နေရသေးတာဖြစ်ပါတယ်။ ဆက်ရရင်ပြည်စင်တက်ချက်ရတဲ့နေရာမှာရန်အားလို့ခေါ်တဲ့ရန်ထုတ်ပေးရဲ့အခန်းကဏ္ဍဟာအရေးကြီးပါတယ်။ချင်းလင်းချင်းညာတက်တွေမှာတော့စောစောကပြောခဲ့သလိုပဲရန်ထုတ်တွေဟာဘေးဟာတင်မန်းမသိဘေးဟာနှစ်မန်းမသိဘေးဟာငါးမန်းမသိဘေးဟာခြောက်မန်းမသိဘေးဟာလေးမန်းမသိဖြစ်နေပါသောနားမလည်ပဲနဲ့ဘိုးကြီးရဲ့ရာဘလောက်လဲရာသုံးဆိုတာနဲ့ပြက်ခတ်မဲ့ဆရာကြီးကလည်းတွေ့ရရန်တော့သုံးတော့ကောက်ချီပြီးဝုန်းတာဖြစ်ပါတယ် အဲ့ဒီမှာဝူယူဝါတွေဖြစ်ကုန်တော့ပါတယ်ကျွန်တော်ခြေလျင်အကူလက်နဲ့ကြည့်တင်တာတရားဝင်မတက်ခဲ့ဘူးပါဘူးတရားဝင် မတက်ခဲ့ဘူးဆိုတော့ခိုးတက်တာမဟုတ်ပါဘူးခိုးလည်းတက်စရာတော့အကြောင်းမရှိပါဘူးအဲတရားဝင်တင်တဲ့အစင်းသမတ်ပေါ့နော် စာတီဖီကိတ်ရရှိထားခြင်းမရှိပါဘူးဒါပေမဲ့ဘူလောင်းကာလာတော့ဟာဆီမူလေတာပြခတ်စဉ်စက်စမှုတက်ခွဲမှုတွေနဲ့ တရင်တက်မှအမမန်လက်ကျင်ကားနေမှာဆိုရင်လက်နေကြီးသင်ကားစာကိုကျွန်တော်နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒါလောက်လေးတဲ့လက်နေကြီးတွေဗျာတလောကလုံးပတ်ထမ်းပြီးချီချီရောက်ရောက်အသုံးမထနိုင်ရင်မိဖုရားသာသာလောက်တော့သုံးမဝင်ဘူးဖြစ်ပါတယ်။ဒါကြောင့်နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့ပါတယ်။ဒီလိုနဲ့ပဲကံမကောင်းအကြောင်းမလားဆိုတဲ့နေ့စဉ်တစ်နေ့တစ်နေ့ကို M7 အလုံး20ထက်မနည်းပြစ်ခွင့်ရခဲ့ပါတယ်။ဟာ တနေ့တနေ့ဟိုအလုံး20လောက်ဖြစ်တယ်ဆိုတော့ပြည့်ရတာလဲ၄၅၆လောက်ရှိပါတယ်ကျွန်တော်စစ်သွေးကြမဟုတ်ပါဘူးကျွန်တော်ပြောခဲ့ပြီးသားကျွန်တော်တို့ ਨੇ တစ်ဖက်လက်နဲ့ကိုင်းအဖွဲ့စည်းနှစ်ခုလည်းပဲရှိတဲ့နေရာဖြစ်ပါတယ်ရှားမှာဒေသခံပြည်သူတွေမရှိပါဘူးဒါကြောင့်တော်ကြာကြရင်ဟာဒီပဲရတယ်စစ်သွေးကြပဲအရင်တော့ဘယ်လောက်များတက်လာခဲ့လဲမသိဘူးဆိုတော့ကျွန်တော်ညက်မြေတယောက်မှမတက်ခဲ့ဘူးပါဘူး အဲ့ဒီမှာဆက်ရမယ်ဆိုရင်ပြည့်တဲ့အလုံးရေအတွက်များလာတော့ဒီဒီဂရီဒီဘုံဒီဒီယာဒီစိန်ရောက်တလက်ထဲနဲ့ပြည့်နေတာဘာကြောင့်တဏှာလဲကိုမကြပါဘူးလေစိန်ရောက်ရဲ့သဘောတဘာဝအရာတစ်ချက်ပြည့်တာနဲ့တစ်ချက်ကြည်ရနေရခြင်းမတူပါဘူးထတ်တူကြပြီးပြည့်တယ်ထတ်တူကြပြီးတော့ပောက်ကွဲတယ်ဆိုတာတော်တော်ကြီးရှားပါဒါကြောင့်လဲဘာကြောင့်လဲဆိုတာကိုယနေ့တိုင်းအဖြေရှာမရသေးတော့အချဲလို့လက်နဲ့ကြည့်ပါသာရမှာလေတရားဝင်ထက်သွင်းပြဋ္ဌာန်းထားပါလေ ဒီနေရာမှာဘာတွေ့ရလဲဆိုတော့ဆောစောကပြောခဲ့တဲ့ရန်ထုတ်တွေအားနည်းချက်ကိုတွေ့ရပါဘာလို့လဲဆိုတော့စနစ်မကျသောတိုးလောင်ထိမ့်သိမ်းမှုနဲ့တည်ဆောင်ရမှုတွေကြောင့်ဖြစ်ပါတယ်သိပြီဆိုရင်လည်းကျွန်တော်တို့ရှားရီချေကုန်စကားနေမှာဆိုမြေချင်းထဲမှာဝါကြံငင်းလေးတွေခင်းဝါကြံငင်းလေးတွေနဲ့ကာပြီးထားရတာဖြစ်ပါတယ်တခါလေခြနေတောင်ချက်ပါတယ်အဲဒီလိုမျိုးဆိုရင်တပြေးပြေးနဲ့ပို့ညီပို့ရန်တွေရဲ့ quality စွမ်းဆောင်နိုင်မှုထိရောက်မှုတွေဟာ ကျော်လဲသွားရပါတယ်မှန်မှန်တော့ဘောနော်အဓိကတော့မှန်မှန်တော့ဖြစ်ပါဆက်ရရင်ကျွန်တော်တို့ချင်းလေးချင်းမြန်ချင်းညာမန်းနေပေါ့နော်ချင်းညာမန်းနေကျွန်တော်ဟိုဟွာပါတော့အခုတော့ချင်းညာမန်းမဟုတ်တော့အခုကတော့ချင်းကြားဝဲသားတွေဖြစ်သွားပြီပေါ့နော်အရင်တော့ကတော့ချင်းညာမန်းနေချင်းညာမန်းနေဟာတော်တူတောင်ကျော်တွေ့ရရေချောင်းရာဒီမရေးဖြတ်တန်းသွားလာနေရတာဖြစ်တဲ့အတွက်၎င်းရန်တို့ပို့ကြီးတွေဟာရေထိလိုက်နေထိလိုက်လေထိလိုက်နဲ့ ပို့ကြီးရတုတ်တွေစနက်တွေဟာအည်တွေးကြသွားရခြင်းဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်ဟာစီလီကာချဲဆိုတဲ့အထုပ်လေးတွေဆိုရင်ရတာတည်းကကျွန်တော်ရဲ့အိစာကချင်းညာတော်လေးကိုပြစ်ဖြစ်သေးပြီးသိမ့်ထားလေရှိပါ။ဒါလေးတွေကကျွန်တော်တို့ကြည်ကိုင်းကြီးအိထဲမှာထည့်ထားမယ်ဆိုရင်လည်းဖုံးရည်ဆိုတာတို့ပြီးရင်တချို့ရေစိုးခံလို့မရတဲ့ပစ္စည်းတွေဆိုရင်တော်တော်များများအထောက်အကူပြုပါ ။ဒါပြင်စိန်ကြောင်းတစ်လက်ကိုပြစ်ခတ်တော့မယ်ဆိုရင်ရန်တုတ်ကိုကျွန်တော်စက်နိုင်သမျှလျှော့ပါရယ်။ရန်ကိုလျှော့ပါရယ်။စိန်ကြောင်းရယ်ပေါ့နော်ပြစ်တော့အနေအမြင့်ကိုပဲပြစ်လန်းရှင်းနေဆိုရင်ပေါ့ပြစ်လန်းရှင်းနေဆိုရင် adjust လုပ်ပြီးချိန်ရွယ်မှုပြုလုပ်ပါရယ်။ဒါတချို့နေရာတွေမှာလည်းပြစ်လန်းမရှင်းတဲ့အခါမျိုးမှာတောင်ကျော်ပြီးပြရတာတို့အရှိရကျွန်တော်တို့ရကာကင်းကုန်းလေးတစ်ခုကိုကြော်ပြီးပြရတဲ့အခါမျိုးမှာဆိုရင်တော့ရန်အားကိုလည်းကစားရတာမျိုးရှိပါတယ်။ ကြားနဲ့နှိမ့်အောင်မြင့်အောင်ဟာဆိုတာစိန်ပြောင်းတဲ့ပြစ်မှတ်ရဲ့အကွာအဝေးကိုလိုတိုးပိုလျှော့ပြုလုပ်ရခြင်းသာဖြစ်ပါတယ်။ကြော်ကြတာတို့ရော့ကြတာတို့ကိုချိန်တွယ်ရခြင်းဖြစ်ပါတယ်။အဓိကတော့တာဝေးလို့ခေါ်ပါတယ်။ပြစ်မှတ်ရဲ့ဘယ်ညာဟုတော့တန်လိုက်အမြောင်ရဲ့ညေပုံရဲ့ချိန်တိုင်းနဲ့တွက်ချက်ရတာဖြစ်ပေမဲ့ယခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ offline map တို့ online map တို့မှာဒီဂရီရော အကွာအဝေးပါပါနေပြီဖြစ်တဲ့အတွက် လွယ်ကူသွားပြီဖြစ်ပါတယ်။တချို့တန်တဲ့အိမ်ပြောင်တွေမှာ360ဒီဂရီသာပါဝင်တာဖြစ်ပြီးအကြမ်းဖက်တာဆုံးလက်နက်ကြီးတွေရဲ့ချိန်ဆက်တွေမှာတော့တိတိကျကျဖြစ်အောင်ဆိုပြီး6400မေးဆိုတဲ့ unit ကိုထည့်သွင်းထားပါတယ်။ဒီဂရီကနေမေးပြောင်းတဲ့ဆက်သွယ်ချက်စရာကျွန်တော်မှရှိပါတယ်။ရခိုင်ကတိုင်းတပ်ဖွဲ့တွေကိုပြဝေပေးခဲ့ပြီးဖြစ်ပါတယ် ဒါပေမဲ့အရှင်ပညာစိတ်ဝင်စားသူများကလည်းဘုဒ္ဓတာအဖြစ်သိကျင်ရင်လာရောက်တောင်းယူလို့ရပါတယ်ဒီလိုဆိုပါရင်အကွာအဝေးကိုတိတိကျကျဖြစ်စေဖို့ရန်တုံလို့ခေါ်တဲ့ရန်အကြောင်းကိုသဘောပေါက်ကြပြီထင်ပါလိမ့်မယ်နောက်တစ်ချက်ကဒီတစ်ခါဒီလက်နဲ့နဲ့ပြတာအတန်တော်တော်ကျယ်တယ်ဟဆိုတာရန်တုံများများသုံးလို့ဖြစ်ပါတယ်ရန်များလေအတန်ကျယ်လေပဲဖြစ်ပါတယ် ရာသီဆောကပြောခဲ့တဲ့တာဝင်းနဲ့သာတက်ဆိုင်ပြီးဘုံဒီရဲ့ပောက်ကွဲအားအချက်ဆွမ်းတော့အတူတူပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့စစ်တပ်ကောင်တွေတုံးနေတဲ့ဝဲစားတွေတုံးနေတဲ့စိန်ပြောင်းမော်တာအမြောက်တွေရဲ့ပြတော့အနေနဲ့ဘုံဒီရဲ့အလုံးလုံးပုံကိုအကြမ်းပြင်းသိကြမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအခုဆိုရင် လူနေ area တွေမှာထိတိုက်ပွဲဖြစ်လာတာမျိုးရှိပါတယ်။ဒါဆိုရင်ကျွန်တော်တို့တစ်ဖက်ကစစ်တပ်ဘက်ကပဲဖြစ်ဖြစ်ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပဲဖြစ်ဖြစ်စိန်ပြောင်းလက်နက်တွေကိုတုံးလာပြီဆိုရင်ဖုံးဆိုတဲ့ပို့ကြီးထွက်လာတဲ့အတန်ရဲ့အုံးဆိုတဲ့အတန်ရဲ့ပေါင်းပြီးကမှဘေးလားကနေဘလောက်အကွာအဝေးကိုပြစ်တယ် ဒါဘုံစည်းပြန်စားချိန်တွေကိုခံမတွက်ချက်ပြီးဒါဆိုရင်တော့ဘေဘက်ကနေပြစ်တယ်ဘေဘက်နားကိုသွားနေတယ်ဘာဘုံစည်းမျိုးသားဆိုရင်ပောက်ကွဲမှုဘလောက်ရှိတယ်ဆိုတာဟာကိုမိဘပြည်သူတွေအနေနဲ့ရှောင်ရှားလို့ရအောင်ဒါဘုသူဒအနေနဲ့ကြားညက်ပြီးတော့သင်ပေးလိုက်ခြင်းဖြစ်ပါတယ်သင်ပြပေးခြင်းဖြစ်ပါတယ်ဆက်ရရင်ဒီရေသာရေဘက်ကစကန်းဟာစစ်ကြောင်းမှုထိုင်တဲ့စစ်ကြောင်းစစ်စကန်းဆိုပေမဲ့ဂျာမာကိုတော့အသေးစားတက်ဆင်ထားပါတယ် အချမ်းပဲစစ်တာရခင်ကတဲ့ drone နဲ့ခြံမာတွေအတွက်စွမ်းအင်ကဏ္ဍကိုဓာတ်ဆီအင်ဂျင်တော့မိဆက်တွေကိုလည်းအသုံးပြုလာတာတွေ့ရပါတယ်ပြီးတော့လေကြောင်းထောက်ပံ့မှုလုပ်ရမှာလဲ73စီတွေကိုပါမပြတ်တော့အောင်ထောက်ပံ့မှုလုပ်လာတာကိုတွေ့ရပါတယ်ချုပ်ရရင်အဆိုပါစစ်တမ်းမြေဝံဒေသဟာလည်းအရေးကြီးစစ်မျက်နှာတစ်ခုဖြစ်ပါတယ်ဘာလို့လဲဆိုတော့နေပြည်တော်စစ်ရုံးရုံးနဲ့များစွာအလံမဝေးလာသလိုဗကိုးရုံးမှအရှိချမ်းနဲ့အနောက်ချမ်းကိုဆက်သွယ်နိုင်တဲ့အနေအထားရှိနေလို့ပဲဖြစ်ပါတယ် ကေဘီနဲ့မြဝီမျိုးတောင်ပိုင်းလေးကီကောအလွန်တိုက်စစ်တွေမှာတော့အချမ်းဖက်တပ်ဟာ KKF ကိုစီးနေတိုက်ခိုက်ခဲ့တယ်ဆိုတော့ဝါရပြမှုကိုပါတပါးလဲလှုပ်ဆောင်သွားတာတွေ့ကြပြီးပြောလဲပြောခဲ့ပြီးဖြစ်ပါတယ်။လောင်ကစားနဲ့ဒုစရိုက်မျိုးတော်အဖြစ်ကြော်ကြားတဲ့ KKF ကိုစစ်တပ်ဟာတရုတ်တိုင်းရင်းသားတပေါင်းကျော်ကိုကြိုတင်ရှောင်ရှားဖို့အကြောင်းကြားထားတာဖြစ်ပြီးစတားလင်တွေကိုဖြုတ်သိမ်းခိုင်းထားတာဖြစ်ပါတယ်။ ဒီကြားလမ်းမှာဘယ်သူတရားခံဖြစ်လိမ့်မလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်စစ်ဘုံကြောင့်များဟာစစ်တိုက်တာကလွဲအကုန်တက်ပါအတိတ်ပြည်စင်တွေကိုကြည့်မယ်ဆိုရင်ကဘာကြီးကအလိုရှိဆုံးဘိမရင်ခွန်စာဆိုသူကိုတောင်းအကာအကွယ်ပေးထားနိုင်ခဲ့ဥပါတယ်ဒါပေမဲ့ဇနိကဘာကြီးကတော့ရိုဟင်ဂျာအရေးတောင်မှေးမိန်သွားပြီးကြားဖြတ်မှာကြားဖြတ်ဖြစ်နေကြတယ်ဆိုတာကိုလည်းတွေ့ရပါတယ် ဆမရေမူလာရေရှာလွဲရတဲ့စစ်ဗိုလ်ချုပ်များဘို့ဘသူ့ကိုနာမည်တက်ပေးရမယ်ဆိုတာအစင်စစ်ဖြစ်သားပြီးပုံရပါတယ်ကျွန်တော်တို့လည်းမသိဘူးဗျာနေကေကောဒေတာကိုမနေ့တနေ့ရမှာစစ်ကြောင်းနေအခုမှရောက်လာရတာပါဆိုပြီးအယူွက်များနင်းလိမ့်မလားကိုစောချစ်သူကြီးကရောဘောလုံးခွဲကြည့်နေတာနဲ့အဲ့ပဲနည်းနည်းလွတ်သွားတယ်ပဲဆိုလေဦးမလားပဲတော်ကြညတဲ့စားတွေမဖြစ်ပါသေးနဲ့လို့အစောပိုင်းကာလတွေတုန်းကပြောခဲ့မှုပါတယ် လေးကီကောင်နေမြာတကယ်ပဲစစ်တပ်ကဘလောက်ကြာကြာနဲ့ဘလောက်များများလက်လွတ်ထားခဲ့ရပါသလဲလက်ရှိအနေထားကတော့အကြမ်းဖက်တပ်ဟာမင်းလက်ပံဒေသကိုအပြည့်အဝထိန်းချုပ်နိုင်မှုစူးစမ်းနေရသေးဖြစ်ပြီးထင်သလောက်တိုးမရဖြစ်နေသေးသလို KK ဘတ်နောက်ထပ်လောက်ွက်တစ်ခုကိုလည်းထပ်မံစီးနှင်းဟန်တရုတ်ပြဇာတ်လမ်းတို့ရှိုက်ကူးလာတာကိုလည်းတွေ့ရပါတယ်ဒီဒီကျစီးနှင်းမှုမှာတော့သူပြောများသလိုလားတော့မသိဘူး နိုင်ငံသားတွေကိုအမြောက်များနဲ့ပါထည့်သွင်းပြီးတော့အစအိမ်ဖွဲ့လာတာကိုလည်းတွေ့မြင်ကြရမှာပါကချင်ပြည်နယ်ဖားကတ်နယ်မြေမှာတော့အကြမ်းဖက်တဲ့ဟာတိုက်ခိုက်ရေးတမတမကိုပြန်ဆွဲထုတ်တယ်ဆိုတဲ့သတင်းတချို့ရှိခဲ့ပါတယ်ဂျမန်လိဂါဒီနယ်ပသိမ်ကြီးခြေဆိုင်အမှတ်136ချင်းမြန်တရင်တရင်သာနောက်တန်းဌာနချုပ်ကိုစုဖွဲ့ရောက်ရှိလာတာကိုပဲတွေ့ရပါသေးတယ်သို့တော့ချွေးဘော်ခြေဆိုင်အမှတ်8စစ်ချိန်ကလက်တရင်တန်းနဲ့ ကြောင်မြောင်းခြေဆိုင်အမတ်ဆက်နဲ့ခြေမြန်တပ်ရင်းတွေကိုတော့ရှေ့တန်းပြန်ဆိုပြီးရဟတ်ရင်နဲ့ထပ်ဆင့်ပို့ပေးတာမျိုးတွေလည်းရှိနေပါတယ်။ထားကကနေစကိုင်းကိုစစ်ကြောင်းတွေဘလို့ရောက်လာသလဲ။ဒါကတော့အသေးစိတ်စုံစမ်းနေရသေးတာဖြစ်ပါတယ်။ဆိုင်းနောင်မဲချမ်းမှာထိတ်ထုတ်နိုင်မှုကြံနေသေးတာဖြစ်တဲ့အတွက်အင်အားတစ်ဝက်လောက်ကိုဆွဲထုတ်ရဲဖို့ဆိုတာဖြစ်နိုင်ပြီးနေပါတယ်။ဒါပေမဲ့ အရေးပေါ်ဆွဲထုတ်လိုက်ရတဲ့အတွက်မနိုင်မနေဖြစ်ပြီးကံစည်းအခြေစား KIA ကရှင်လွမြောက်ရေးတပ်မတော်တပ်မဟာကိုရေးချောက်ကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လေသလားဆိုတာကတော့အတီးပြုနိုင်ရန်စီစစ်နေသေးပဲဖြစ်ပါတယ်လုံခဲ့ပတ်ချမ်းကတော့နှစ်ဖက်ထိတ်တိုက်တွေ့ဆုံမှုမရှိတော့နေပါသွားတာကိုတွေ့ရပါတယ်ဒုတိယမျိုးတော့ဗမော်မျိုးအခြေအနေကတော့ထိတွေ့ချစ်စင်တွေရှိနေသေးတယ်ဆိုပေမဲ့ အကြမ်းဖက်တိုက်ရဲထိ ंछ ုပ်ဧရိယာကတဖြည်းဖြည်းနဲ့ကျယ်ပြန့်လာနေတယ်လို့ဆိုရတော့မှာပဲဖြစ်ပါတယ်။ KNN နဲ့မြန်မာတော့အကြမ်းဖက်တိုက်ရဲဆင်ကြောင်းတွေဟာဖလူဆိုမာခရော့ရှီကနေရှေ့ကိုဆက်ပြီးမတိုးနိုင်တော့ဘူးဆိုပေမဲ့ဘောလခဲမျိုးကတော့ဌာနဆိုင်ရာအရက်ဖက်ဝန်ထမ်းတွေကိုရဟတ်ရည်နေနဲ့စပြီးပို့နေပြီးဖြစ်ပါတယ်။စစ်တာဘောလခဲမျိုးကိုလက်လွတ်ခဲ့ရတယ်ဆိုပေမဲ့နေပြည်တော်တပ်တွေပြန်ပြီးလှုံရှားလို့ရလာတာနဲ့အုပ်ချုပ်မှုရန်ရဲအကိုအသက်သွင်းနိုင်မှု ကြိုးစားလာနေခြင်းပဲဖြစ်ပါတယ်စစ်တာဖရူဆိုကနေစစ်ကြောင်းတွေကိုအနာခံပြီးဘာကြောင့်မတိုးတော့တယ်လဲဆိုတာတစ်ချက်စဉ်းစားစရာဖြစ်ပါတယ်အဓိကစစတယ်နေဖြစ်တဲ့ဆိုင်းပြည်နယ်တောင်ပိုင်းဘက်ကိုဖိတ်ဆို့နိုင်မှုအားထုတ်နေသလားဆိုတဲ့အချက်ဖြစ်ပါတယ်ထေရုံပြလောင်းလမ်းမိုင်းကိုလုံးဝထိ ंछ ုံနိုင်မှုအားထည့်လာတာကိုတွေ့ရပါတယ် တို့ပါတော့လေကျွန်တော်အစီအကံတင်ပြနေတဲ့အတွက်မှာပဲဖေဘုံမြို့နဲ့တောင်စာလုံးကြီးရွာဘက်မှာစစ်ကြောင်းလိုက်ပြုတ်ကုန်ကြပါတယ်ပေါ်ဗီဒူးစစ်တွေကပုံများပါတယ်တနတ်လူပြည်ဖက်ပြေးကြသူတွေလည်းတရားစင်တော့ကြော်နိုင်ပါတယ်လိုက်ကော်တန်ရဲ့အတွင်းကလေလက်နက်ကြီးပစ်ကူပေးပြီးလိုင်ကလေးစင်စကားနဲ့ဇေဒီဘုံဘက်ကိုလည်းစစ်ကြောင်းတွေအခိုင်အမာခြေကုပ်ယူနိုင်မှုစူးစမ်းနေကြတာဖြစ်ပါတယ် စစ်ကောင်စီဟာစစ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာမိုးရဲမျိုးကိုပြန်လည်ထိ ंछ ုံနိုင်ခဲ့ပြီးဖေကုံဘက်ကပါစစ်ကြောင်းတွေတက်ဖြတ်လှုပ်ရှားလာနိုင်တယ်ဆိုပေမဲ့ပြည်နေပြည်နယ်နယ်မြေစစ်စစ်အတွင်းမှာတော့လိုက်ကော်တမျိုးတည်းကသာအပြည့်အဝထိ ंछ ုံနိုင်နေသေးဖြစ်ပါတယ်ဒီမတော်မျိုးပေါ်ကိုစစ်ကြောင်းတွေထိုင်ချတတ်ဆွဲထားနိုင်တယ်ဆိုပေမဲ့မြို့ပြကြီးအတွင်းမှာငုတ်တုတ်ထိုင်နေရခြင်းမျှလာဖြစ်ပါတယ် ကျမတားကင်းဒီပြည်နယ်ကိုအပြည့်အဝပြန်လဲထိ ंछ ုံနိုင်အစီအမံကိုဥတည်လာတာလို့သုံးသပ်ရပါတယ်။ချမ်းပြည်နယ်တောင်ပိုင်းအပေါက်ကိုလုံးဝထိ ंछ ုံဖြတ်တောက်နိုင်ပြီဆိုကမှ ကွက်ပြစ်လင်းလာနိုင်မယ်လို့ယူဆရပါတယ်။ယခုအနေထားကစစ်ကြောင်းတချို့ကိုကနဦးစေလွတ်ထားပြီးစစ်ဆိုင်ထားတဲ့အနေထားနဲ့တူနေပါတယ်။ စစ်တပ်ဘက်ကတိုက်စစ်ရဲ့ရှင်ကြီးအသွေးဆောင်နေပြီးကီအန်ဒီပူပေါင်းတပ်တွေဘက်ကတော့ခံစစ်ဆင်ထားတဲ့အနေအထားဖြစ်ပါတယ်။ဂျမန်လေးကတော့မော်ဂျီဘက်ကိုတည်ယူပို့ဆောင်ရေးဟိုင်းနဲ့ဝါရပြန့်စာရွက်တွေကျဲချခဲ့တာရှိတယ်လို့လေကြောင်းတိုက်ခိုက်မှုလည်းပြုလုပ်သွားပါတယ်။ချက်ဘက်ကဟာဒီလိုမျိုး မော်ဂျီကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးဘော်လခဲမြို့အတွင်းကိုပြန်လဲဝင်ရောက်လာစေခြင်းမုံရပါတယ်။ဒါပေမဲ့ ချမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေဟာ PNL ပြည်နယ်တွင်းကိုလက်လက်ဆိုင်ဆိုင်ထိုးပေါက်လာရင်တော့ပြင်းပြင်းထန်ထန်ခြေမုံခံရဖို့များပါဘာလို့လဲဆိုတော့ PNL ပူပေါင်းတပ်တွေဟာအာမွေပြည်ဓာသွေးကစောင့်နေကြတယ်လို့ပဲကောက်ချက်ချရပါကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်အောင်ပွဲရှိရင် မက်ဆီတွေလည်းအများကြီးကြိုက်တာကြားရမှာဖြစ်ပါတယ်